ထမဆုံးကြိမ်ရန်ကုန်မော်လမြိုင်ခရီးရှည်သွားဝီချဲစွမ်းရည်ပြစီးသူများမော်လမြိုင်မြို့ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ကြော်ဆိုးသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဒီဇင်ဘာလ3ရက်နေ့တွင်ကြာရောက်မည့်24ကြိမ်မြောက်ပြည်ပဆိုင်ရာမတန်စွမ်းသူများနှင့် International Day for the Disabled IDD နေ့ကိုကြိုဆိုသောအပြင် အကျိုးလှုပ်ရှားမှုကြီးကိုကျမတို့မတန်စွမ်းသူများပါဝင်ဆင်နွှဲလျက်ရှိပါတယ်ရှင်။ အပီပီဆိုင်ရာမတန်ဆွမ်းသူများနေကိုဂုံပြူတဲ့အနေနဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကလေးကရန်ကုန်မှာမော်လမြိုင်ကိုခွေးချက်စီခီးရှည်နှင်လာတဲ့အဖွဲ့ဟာဒီဇင်ဘာ2ရက်နေ့အရမှာတော့မော်လမြိုင်မြို့ကိုရောက်ရှိလာတာပါခီးရှည်မိုင်ပေါင်း198မိုင်ခီးကို15ညအိပ်ပြီး16ရက်ခွေးချက်စီခီးနှင်လာခဲ့တဲ့အခုခီးစဉ်ဟာရန်ကုန်တိုင်းဒေသကြီးမှာမော်ပြင်းနယ်မော်လမြိုင်မြို့ကိုလာတဲ့ပထမဆုံးအကြိမ်ခွေးချက်စီခီးစဉ်လည်းဖြစ်ပါတယ်ကျွန်တော်ဖွဲ့ရဆွမ်းရလာပြကျွန်တော်သွားနေနေလာနေနေဆွေးကြောင်း ဒါပေါ်ထုတ်ပြအောင်ဒီဒီသားရေးတီးအောင်ဒီထဲမှာဘုံရဲ့လူရဲ့တီးအောင်ဒါထုတ်ပြအောင်ဟွေချက်စီသူ၉ယောက်ဆက်ပိန်စီသူ၁ယောက်ဆံငယ်စီသူ၁ယောက်ပါဝင်အမြင်အာရုံမတန်ဆွမ်းသူ၁၀ယောက်နဲ့လိုက်ပါကူညီဆောင်ရွက်သူအပါအဝင် စုစုပေါင်း၃၄ယောက်ကခီးနင်လာခဲ့ကြတာပါနေမဲတွေမှာတော့ခီးနင်ညမဲတွေမှာတော့တိတ်ဂီတာတွေနဲ့ဖျော်ဖြေပြီးရန်ကုန်မော်လမြိုင်လန်ကီတခြားမြို့ရွာတွေမှာအနားယူရင်ခီးနင်လာခဲ့ကြတာပါဒီနေ့ကတော့ကြက်ခဲတဲ့ဗမာနေဆိုရင်လမ်းကိုကျွန်တော်ကဖောက်ထွက်မင်း တို့ရဲ့မတန်ဆောင်းနေတဲ့ရဲ့တန်ဆောင်းမှုဆောင်ရင်တို့ပြကြရအောင်ဖြစ်နေလို့ရှိရင်ပြည်သူတို့ရာကနအဖို့စီပေါ့နော်မတန်ဆောင်းနေများရဲ့ဘဝတို့ရည်ကိုကျွန်တော်ကမြစ်သူလမ်းမလို့ရှိတယ်မတန်ဆောင်းနေပေါ့မြစ်သူလေးတွေပြီးတော့ထားထဆိုင်ရရှိတယ်ပြီးတော့ပြည်သူတို့ကျွန်တော်မတန်ဆောင်းနေအကြောင်းကိုကျွန်တော်ကအဖို့စီပြေတော့ပေါ့ မြန်မာနိုင်ငံမှာမတန်ဆွမ်းသူများကလူထုကြတဲ့အခုလိုဝီချက်စီစောင်းရင်ပြလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာ2017ခုနှစ်ကစပြီးတွေ့တွေ့ကြကြလှုပ်ရှားလာခဲ့ကြတာပါဒီဇင်ဘာ3ရက်နေ့အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့မှာတော့မြန်မာနိုင်ငံပါဝင်ကမ္ဘာနိုင်ငံတူတူမှာမတန်ဆွမ်းသူတွေကိုဂုဏ်ပြုတဲ့လှုပ်ရှားမှုတွေအခမ်းအနားတွေကျင်းပကြမှာပါကျွန်တော်ကျော်စိုးမော်လမြိုင်ကနေသတင်းပေးပို့ထားပါတယ်